စပိုင်နဲ့အိမ်ကောက်ွယ်ရမှာကျောက်တော်မှာတာဝန်ရှိတယ်အမြတ်ကြီးရတဲ့ကတော့အဲ့လိုပေါ့ အဲဒီကတော့အဲ့လို location ကတော့အိမ်ကြီးတိမ်ထဲမှာပဲရိုက်ထားတာပြီးတော့ဟိုအမတ်ကျဆိုတာအဲ့လိုဝစ်ဆောင်တစ်စုံနဲ့အဲ့လိုတောက်လျှောက်ဝစ်ပြီးတော့ရိုက်ရတော့အမတ်ကျပေါ့ကိုကျန်းနဲ့တတော်ကြာပြီးမှဒီကားမှာပြန်ဆောင်တဲ့ကားလေးဆိုတော့မမရရတော့အဲလင်မယားနှစ်ယောက်ပေါ့နော်လင်မယားအနေနဲ့တရုတ်ဆောင်ရတယ်ပြီးတော့သမီးလေးလည်းရှိတယ်ဆိုတော့ကိုကျန်းအောင်နည်းနည်းဒီကားမှာနည်းနှိမ့်ဆက်ရတဲ့ character ပေါ့နော်တဝင်းတူတယ်ပြီးတော့အမြဲတမ်းကိုကျန်းလိုက်ချော့ပြီးတော့အဲ့လိုသူ့မိမကိုစိတ်လျှော့ဖို့လိုက်ပြောရတယ်ခင်ဗျာ ။ဘယ်တိဖြူဖြူပဲကွာ။အိမ်မမဖြူဖြူပဲချော့ချော့လေး။ဖြူဖြူဖြူပဲချော့ချော့လေး။ဘာလို့ချော့ချော့ဆိုတော့ရှင်းနေပါဆိုင်လို့။ဘောကဖြူဖြူပဲချော့ချော့လေး။နမိမဖြူပဲပြူရနဲ့အလားဆုံး။ကံရရိုက်ထားတာနည်းနည်းပြီးတော့ကြာပြီပေါ့နော်အဲဒီကားမှာတော့တရေမှာ character လေးပေါ့အဲ့ရနေအဲ့လိုမျိုးလေးပါဝင်ထားပါတယ်ပြီးတော့တကားလုံးဒီကားမှာကအဲ့လိုအငိတ်မိသမီးဝတ်စုံ တကားလုံးပေါ့ပြီးတော့ special effect ကဒီကားတကားလုံးနေထားရဆိုတော့ဒီကားရိုက်ကိုရောင်ကတော့မမေ့ရလို့နေထိုင်နေထိုင်နေနေပြီးတော့ခတ်တာပေါ့အဝိစားကလည်းအဲ့လိုတစ်ချိန်လုံးဒီဟာဝတ်ထားရတာဆိုတော့ဒီလိုက်တဲ့ရက်ဒီအားလုံးဆိုတော့မိတ်ကပ်ကလည်းအဲ့ဒီတကယ်မိတ်ကပ်ပေါ့လေအဲ့လိုအမြဲလိမ့်ထားရတာဆိုတော့နည်းနည်းလေးတော့အနေထိုင်နည်းနည်းခက်တယ်ဘုရားဆောင်ဘုရားတော့ကုန်မြားတော့မိတ်ကပ်ဘုရားဝိဆောင်ဘုရား အရင်တုံဝင်လို့တဲ့အပြင်မှလို့ပဲတကယ်ဟိုတရဲမှလေးပို့ဆိုးပါတယ်ပို့တိုးတယ်အရင်ကိုသူကပြီးတော့ စိတ်ဆိုးရင်ဒေါသကြီးရဲ့လို့ပြစ်ပေါက်တာတွေပါအဲ့လောက်ဆိုဒေါသမကြီးပါဘူးအဲ့လောက်မဆိုးပါဘူးနည်းနည်းမိန်းကလေးတဘာဝလောက်ပဲမအားလို့နဲ့တူတူလောက်ပဲအဲ့လိုအမှတ်ကြရတာကတော့အဲ့လိုပေါ့အဲဒီကားကတော့အဲ့လို location ကတော့အိမ်အိမ်တအိမ်ထဲမှာပဲရိုက်ထားတာပြီးတော့ဟိုအမှတ်ကြရဆိုတာအဲ့လိုဝစ်ဆောင်လေးစုံနေနဲ့အဲ့လိုတောက်လျှောက်ဝစ်ပြီးတော့ရိုက်ရတော့အမှတ်ကြရပေါ့ဒီကားလေးကပြီးတော့ဟိုဒီကားလေးက message က အဲပေးချင်တာလေးလည်းပါတယ်ပေါ့နော်ဟိုကိုအသက်ရှင်နေတဲ့ကာလမှာအဲ့လိုကိုချိရတဲ့သူတွေနဲ့ချစ်ချစ်ခင်ခင်နေတဲ့အဲ့လိုအမုန်းပြိုင်မရှိတဲ့အဲ့အလေးလည်းပါပါ message ကအဲ့နေရထိုင်ရခက်တာပေါ့နော်သူကဟိုထမဲသိန်းဆိုတော့အဲ့လိုခဏတာပဲဝတ်ကြတာများတယ်လေတကယ်အပြင်မှာမေတို့ကျတော့ဒီကားရဲ့မတော့လျှောက်ကြီးဆိုတော့ထိုင်ရထိုင်ရလည်းခက်တယ်ပြီးတော့ subsequent အနေနဲ့ဆိုနေနေလေးတာပေါ့နော်အဲ့ဒါလည်းပါတယ်ပြီးတော့ make up ကြတော့လေဒီအပြင်တာမန် make up နဲ့မတူသူက နည်း special effect ပါတော့နည်းနည်း makeup ကအဲ့လိုတိတ်ပြီးတော့အာရိုက်မယ်လောက်လိုက် makeup ကြီးအရင်ပြောင်းလာလိုက်အဲ့လိုမျိုးလေးတော့အမှတ်ကျရှိတာအိမ်ညာကတော့အဲ့ဒါနည်းနည်းတော့ကြာပြီကြာလေကြာပြီဆိုတော့သူကအိမ်တော်ကကြာတော့အဲ့လိုတရေဟာတာကတိတ်မရိုက်ဖြစ်တဲ့အချိန်ပေါ့နော်မရိုက်ဖြစ်တဲ့အချိန်ဆိုတော့ဒီကားလေးကိုစပြောတော့အော်တရေကားကကြာကိုယ်တိုင်အဲ့လိုမျိုး ဟိုတည့်ရဲမှလည်းနေရတိမဆောင်ဘူးအဲ့တော့အဲ့ချိန်တုန်းကဆိုတော့အခုနောက်ပိုင်းတော့တည့်ရဲကလည်းရိုက်တာများတယ်ပေါ့အမဒီအိမ်မှာတော့တည့်ရဲမဆောင်ဘူးလားရဲ့ပြီးတော့သူ့၁၄ကလည်းအဲ့လိုထူးခြားတယ်လို့ခြံနေပြီးအိမ်နဲ့အိမ်ထဲမှာကိုသူကရောက်လာတဲ့သူတွေကိုသူတို့ကသဘောမကျဘူးနဲ့အမြဲ၆နှစ်လိုက်တဲ့ပုံစံမျိုးလေးဆိုတော့အဲ့ဒါနဲ့ပဲဒါဟို ကောမဒီလေးလက်ပါတယ်ဆိုလက်ခံဖြစ်တာဒီကားလေးမှာကိုကျန်းတဲ့တော်တော်ကြာပြီးမှဒီကားမှာပြန်ဆောင်တဲ့ကားလေးဆိုတော့မမရရတော့အဲလင်မယားနှစ်ယောက်ပေါ့နော်လင်မယားအနေနဲ့တရုတ်ဆောင်ရတယ်ပြီးတော့သမီးလေးလက်ရှိတယ်ဆိုတော့ကိုကျန်းအောင်နည်းနည်းဒီကားမှာနည်းနှိမ့်ဆက်ရတဲ့ character ပေါ့နော်တဝင်းတူတယ်ပြီးတော့အမြဲတမ်းကိုကျန်းလိုက်ချော်ပြီးတော့အလိုသူ့မိမကိုစိတ်လျှော့ဖို့လိုက်ပြောရတယ်ပြီးတော့အဲ့မြမကအရင်ကတည်းကတည်းကလူကမဟုတ်ဘူးဒီခဲက character ကလည်းသူကဟိုအငိတ်မင်းသမီးအစ်စ်မဟုတ်ဖ ೇನೆ သူကအငိတ် ဟိုအဲ့လိုကရရဝါသနာအရန်ပါတဲ့ main clay job ပေါ့ဆိုတော့သူကမကတတ်ကတတ်နေလေသူကအဲ့လိုမျိုးကချင်တာသူအငိမ့်မိသမီးမှုစုံလဲသူ ancient sea ကနေခုခုဝင်ဝတ်တယ်အဲ့လိုပုံစံမျိုးလေးဆိုတော့အဲ့လို ဲ့မဲ့တင်တော့နည်းနည်းတင်ထားရတာပေါ့နော်ဆိုတော့ဟိုအကောင်းဆုံးတော့ဟိုကားတက်ကားတယ်နည်းနည်းကားထားပါတယ်ဟိုဟာလေးပေါ့ဒီကားမှာရုပ်ရုပ်ပြောင်းလေးတွေလုပ်ထားဆိုတော့ဟိုဟာပေါ့ချစ်စရာလေးပေါ့ပို့စားကားလေးပေါ့နော်အင်မြောင်ရုပ်ရှင်ကားလေးက horror comedy ကားလေးလည်းဖြစ်ပါတယ်ဆိုတော့မကြခင်ယုံတင်တော့မှာဆိုတော့အာလာရောက်ပြီးရောအားပေးပါလို့ပြောချင်ပါတယ်